လူမျိုးပါတာမရွေးပါဘူးလို့ပြောဆိုလာတဲ့ခိုင်နေဝေအားလုံးပဲမင်္ဂလာပါရှင်အနုပညာလူလေးတွေမှာရောဘရာဟီတာလူလေးတွေမှာပါအရှင်ဆုံးကနေကိုကြီးဆောင်ရပေးနေတဲ့ခိုင်နေဝေကတော့အခုဒီခါမှဆိုရင်လေလူမျိုးပါတာမရွေးစင်ရချန်တာအယောအမြတ်အလက်မရွေးကုတူရောအလှူငွေများပါရှိရအောင်ဆက်လက်ပြီးစူးစမ်းထောက်ပံ့ပေးသွားမယ်လို့ပြောပြလာခဲ့ပါတယ်ခိုင်နေဝေကအခုဆိုရင်အလှူငွေ3000ပြည့်သွားပါပြီ ဆက်လက်ပြီးတော့လိုအပ်နေတဲ့နေရာလေးတွေကိုလူတန်းပေးသွားမှာပါဆိုပြီးလည်းအတိပေးလာခဲ့ပါတယ်။ခိုင်နှွေဝေကတော့အလှူရှင်တွေရဲ့ငွေကြေးတွေကိုတိတိယရောက်လူတန်းပေးသွားနိုင်ဖို့အတွက်ဒမဂရိုင်းငလင်းပေးတဲ့ပြည်သူတွေစီကိုတွားရောက်ကလိုအပ်ချက်ရှိမဲ့အရေးတကြီးလိုအပ်မဲ့ဟာလေးတွေကိုထောက်ပံ့ပေးနေရဖြစ်ပါတယ်။ အခုစိန်ခိုင်နေဝေကနေရာဒေသတော်တော်များများကိုရောက်ရှိနေပြီးခဏရသားသမီးတွေရဲ့အလူငွေတွေနဲ့လွတ်အပ်တဲ့နေရာလေးတွေလွတ်တန်းပေးနေရဖြစ်ပါတယ်။မကြာသေးမီကလည်းခိုင်နေဝေကအရေးပေါ်လွတ်အပ်နေတဲ့မိဆက်တလုံးကိုလည်းလွတ်တန်းပေးခဲ့ပါတယ်။ငလျင်ဘေးသေးပြည်သူတွေနဲ့ပတ်သက်ပြီးတော့လည်းခိုင်နေဝေကသူမလွတ်တန်းပေးခဲ့တဲ့ပေါ်အခုလိုပဲပြောပြလာခဲ့ပါတယ်။ခိုင်နေဝေကမြေပြင်အခြေအနေအရပြည်စည်းလာလို့တဲ့သူတွေများတာကြောင့်စားဖို့အတွက်တိတ်မပူရပဲနေဖို့အတွက်ပဲလူတာပေါ့နော်။ နေဖို့အတွက်ယာယီနေရာများလည်းရေချူရာတွက်လက်သွားတာအဆင်မပြေတဲ့အတွက်အကြကြီးနေဖို့မဖြစ်နိုင်ပါဘူး။စမ်းသာသောတိုက်ပိုင်ရှင်များနဲ့အင်္ဂါများကအခြားနေရာများကိုပြောင်းသွားတာကြောင့်ကြံရှိနေတဲ့သူများကိုအင်္ဂါရာနေပြန်ဖို့ရာအတွက် သိန်း20ကိုအင်ဂျင်900တခြားစင်ကောက်ပြီးကူညီပေးခဲ့ပါတယ်။စကိုင်းချောင်းကဖုန်ကြီးချောင်းဒေတာရှင်ချောင်း90အတွက်လက်တတော်စာဝတ်နေရေးအစဉ်ပြေစေရန်ငွေသားသိန်း9000နဲ့တူအချက်ရေးတတောင်းလူတန်းပေးခဲ့ပါတယ်။ကေဇေးရဲ့အတွက်လွယ်အပ်သော73စီလွယ်အပ်သောပြည်စင်များဝယ်ယူရန်သိန်း2000ကူညီပေးခဲ့ပါတယ်ဆိုပြီးပြပြလာခဲ့ပါတယ်။ခိုင်နေဝေကတော့သူမတက်နိုင်တဲ့ဘက်ကနေလူတန်းထောက်ပံ့ပေးပြီး စကိုင်းတိုင်းနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲအသိပေးမျှဝေထားခဲ့ပါရယ်။ခိုင်နေဝေကစကိုင်းမြို့ကျွမ်းနိုင်ငံတော်အစဉ်ကုညင်နေသောနေရာများတို့အေးပေါ်လွတ်အပ်နေသောပြည်စီများဆက်သုံးစီများ၊ကဲစီညီကိုမနမများကျွမ်းအတုံးပြုတ်ဟန်လူငယ်သိန်း2000နဲ့တမင်ဘူး9000ကို900တာသိမေးများအလို့ဖြင့်ကုညင်မျှဝေပေးခဲ့ပါရယ်ရှင်ဆိုပြီးအသိပေးထားခဲ့ပါရယ်။အခုစဉ်ခိုင်နေဝေကပြမနာနေပြီးတော့အေးလေးဖက်မှာဆေးရုံနဲ့ပြည့်စည်သွားတဲ့အိမ်များအတွက်ဆွဆူပါအလူငယ်သိန်းပေါင်း 25000ကိုလွယ်အပ်တဲ့နေရာများအတွက်လွတ်တံပေးသွားမှာဖြစ်ပါတယ်။အနုပညာလုပ်လေးတွေမှာရောဗရာဟိတလုပ်လေးတွေမှာပါအောင်မြင်မှုတွေရရှိနေပြီးပြည်သူရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားတဲ့ခိုင်နေဝေးကတော့အခုစိန်လေဗရာဟိတလုပ်လေးတွေကိုဆန်းဆန်းတမန်ဆောင်ရွက်ပေးနေလျက်ရှိပါတယ်။ မင်းသမီးခိုင်နေဝေကသူရဲ့ကေဟာကသားသမီးလေးတွေကိုလည်းရှင်ပြူနာတာအလူပဲလေးကျင့်ပပြုလုပ်ပေးခဲ့ပါတယ်။တင်းဆောင်ခိုင်နေဝေရဲ့ရှင်ပြူနာတာအလူတော်မင်္ဂလာပွဲကိုတော့မိဘဆွေမျိုးများနဲ့အမှုပြာရှင်တင်းဆောင်များစွာတက်ရောက်လာခဲ့ကြပြီးစံချချိန်မှာဝိုင်ဝန်းကွင်ကြီးကကုတူယူခဲ့ကြပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာစနေတင်ကြောင်းအသည်နဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။